မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 18ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အကြမ်းဆက်တက်ကချင်းမီနယ်အတွင်းကိုထိုးပေါက်ဝင်ရောက်ရန်စစ်ကြောင်းထိုးလာမှုကိုချင်းတော်လိုင်းတပ်များနဲ့မဟာမိတ်တော်လိုင်းတပ်များက ဥပပေါင်းခုခံတိုက်ခိုက်ခဲ့ရမှာတိုက်ပွဲများအပြင်းထန်ဖြစ်ပွားပြီးတော့စင်ခွေးတွေဘက်ကဘုံမှုဘူကြီးအပအဝင်အယောက်တရားဝင်းကျင်တိုက်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ချင်းတို့တပ်တော်နဲ့ဒေသနာကာကွယ်တပ်ဖွဲ့များနဲ့ဖွဲ့စည်းထားတဲ့ချင်းလန်အစိုးရတပ်ဖွဲ့ရဲ့စစ်ကြောင်းတင့်နဲ့နှစ်တို့ကအကြမ်းဖက်စစ်ခွေးတပ်ကိုကလေးမြို့နယ်၊ဂံကောင်းမြို့နယ်၊ဖလန်းမြို့နယ်နဲ့တီးတိမ်မြို့နယ်တို့မှာတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။ချင်းလန်အစိုးရတပ်ဖွဲ့ရဲ့စစ်ကြောင်းတင့်က Warcourt BDF ၊ကျောင်းသားတပ်မတော် ABSGF PDF ခရိုင်တိုင်ရင်းများပကဖများ Your Defense Force YDF စတဲ့မဟာမိတ်အဖွဲ့များနဲ့လက်တွဲပြီးတော့ကလေးမျိုးနဲ့ဂန်ကောမျိုးကြားမှာစစ်ခွေးတပ်ကိုတိုက်ခိုက်နေတယ်လို့သိရပါတယ်။အကြပ်စစ်ခွေးတပ်ကလေရင်တို့ drone တို့ကိုအားပြုပြီးတော့တိုက်ခိုက်နေတော့လဲချင်းလက်အစိုးရတပ်ဖွဲ့နဲ့မဟာမိတ်အဖွဲ့များရဲ့တိုက်ခိုက်မှုကြောင့်စစ်ခွေးတွေဘက်ကဗိုလ်မှူးဗိုလ်ကြီးအစ်စ်အရာရှိများအပါအဝင်အင်အားတရာခန့်ကိုချင်းမုံနိုင်ခဲ့ပြီးတော့စစ်တုံးမဲတချို့ကိုဖမ်းဆီးရမိထားတယ်လို့သိရပါတယ်။လက်နက်ခဲယမ်းများကိုလည်းသိမ်းဆီးနိုင်ခဲ့တယ်လို့ပြောဆိုထားပါတယ်။ အထင်နာနေတဲ့အကြမ်းဖက်စစ်တပ်ကနိုဝင်ဘာလ6ရက်နေ့မှာတိုက်လေရင်နဲ့၄ကြိမ်နိုဝင်ဘာလ14ရက်နေ့မှာတိုက်လေရင်နဲ့9ကြိမ်112လေရင်နဲ့2ကြိမ်နိုဝင်ဘာလ15ရက်နေ့မှာတိုက်လေရင်နဲ့2ကြိမ်နိုဝင်ဘာလ16ရက်နေ့မှာတိုက်လေရင်နဲ့2ကြိမ်112နဲ့ဘိုးအလုံးရေ90ကန်နိုဝင်ဘာလ18ရက်နေ့မှာ Jet Fighter နဲ့၄ကြိမ်၄ကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့တယ်လို့သိရပါတယ်အလားတူပဲချင်းလန်းအစိုးရတပ်ဖွဲ့ရဲ့စစ်ကြောင်းနှစ်က ချင်း National Defense Force CNDF PDF ဇိုလန်စတဲ့မဟာမိတ်အဖွဲ့များနဲ့လက်တွဲပြီးတော့ဖလန်းမျိုးနဲ့ဝေမူလမျိုးကြားမှာ၎င်းတိရိမျိုးနဲ့ခိုင်ကန်းမျိုးကြားမှာ၎င်းစစ်ကောင်စီတပ်ကိုတိုက်ခိုက်နေတယ်လို့ပြောပါရယ်စစ်ခွေးတပ်ကမနေ့ကနိုဝင်ဘာလ18ရက်နေ့မှာလေကြောင်းတိုက်ခိုက်မှုများကိုလုံဆောင်ခဲ့ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်မှာအချမ်းပါစစ်ခွေးတွေတပ်ဆွဲထားတဲ့နေရာနဲ့စစ်ကြောင်းကိုတိုက်ခိုက်ရာစစ်ခွေးတွေဘက်က10ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် နိုဗမာလ9ရက်နေ့မနေ့9နာရီကျော်ကမှတောင်သာမြို့နယ်အတွင်းမှာရှိတဲ့မြင်းညာညာဦးပခုတ်ကူလမ်းပိုင်းတမိုက်သာချေးရွာမှာတပ်ဆွဲပြီးတော့ပြည်သူတွေကိုအနှံ့ချစ်နှိပ်စက်တပ်ဖြတ်ခြင်းအတင်းအဓမ္မပေါ်တာဆွဲခြင်းများကိုလှုံ့ဆောင်နေတယ်။မြင်းညာကဖာဒမတီတာယုံမုံပြူစောတိအဖွဲ့နဲ့အချမ်းမစစ်ခွေးတို့ပူးပေါင်းထားတဲ့အင်အား60ခန့်ကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအချမ်းမစစ်ခွေးတွေဘက်က9ဦးသေဆုံးက6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မြင်းညာဘက်ကနေတက်ကူလာတဲ့အချမ်းမစစ် 傀儡啊！ မင်းကျော်ရွာနဲ့ကြာဖို့ရွာတို့ကိုဝင်းရောက်မှွေနောက်ပြီးတော့ကြာဖို့ရွာကကီတူ15ဦးကိုအတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါဗါးလိုဗမာလာ9ရက်နေ့နေ့လယ်12နာရီလောက်မှာတမိုက်တာကြီးရွာမှာရှိတဲ့စစ်ခွေးဂိတ်စခန်းကိုတော်လိုင်းတပ်များကထပ်မံတွားရောက်ပြီးတော့တိုက်ခိုက်ခဲ့ရာအကြမ်းဖက်စစ်ခွေးဘက်က3ဦးသေဆုံးပြီး4ဦးထိခိုက်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗါးအဲ့ဒီနေ့မှာမြင်းညာတောင်သားလမ်းပိုင်းကိုအကြမ်းစစ်တပ်ကအင်အား300လောက်နဲ့စစ်ကြောင်းထိုးလာတဲ့အတွက်တောင်သားမျိုးနောက်ဘက်မှာရှိတဲ့တန်လန်းဂိတ်ကိုတော်လိုင်းတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ရာစစ်ခွေးနှကောင်ထပ်မံ တိတ်ဆုံးပြီးတော့နှစ်ဦးထိခိုက်ဒဏ်ရာရှိသွားတယ်လို့သိရပါဗျ။စစ်ခွေးတွေတပ်ဆွဲထားတဲ့ဂိတ်စခန်းကိုဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။တိုက်ခိုက်မှုအတွင်းမှာစစ်ခွေး၁၀កងတိတ်ဆုံးသွားပါတယ်။ကျွန်တော်တို့တော်လိုင်းတပ်ဖွဲ့တွေကတော့အထိခိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ Scorpion PDF ကတာဝန်ရှိသူကပြောဆိုထားပါဗျ။ ၎င်းတက်ခတ်မှုကိုတောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ Scorpions PDF ညောင်ဦးခရိုင်တိုက်ရဲအမှတ်9နဲ့မြင်းညာခရိုင်တိုက်ရဲအမှတ်3တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်။တောင်တာမြို့နယ်အတွင်းလက်ရှိအချိန်မှာစစ်ရဲတွေတင်းမာနေတဲ့အတွက်ကြောင့်အချိန်မရွေးတိုက်ပွဲများဖြစ်ပွားနိုင်တဲ့အတွက်ပြည်သူများသတိပြုပြီးတော့သွားလာနေထိုင်ကြရန်မြစ်တာရက်ခံလိုတယ်လို့တောင်တာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ Scorpions PDF ကတောင်ရှိသူကပြောဆိုထားပါဗယ်အလားတူပဲသခိုင်းတိုင်းပလဲမြုံနဲ့မင်းတိုင်းမဲနဲ့နှောကန်ကြားမှာရှိတဲ့အကြမ်းမဲ့စစ်ခွေးအထိုင်ချတပ်ဆွဲထားတဲ့ကာကင်းဂိတ်ကိုဝင်ရောက်တိုက်ခိုက်ရာစစ်ခွေးတကောင်တေဆုံးတဲ့အကြောင်းရင်းမာဘင်ခရိုင်တိုင်ရင်းလေးကတောင်ရှိသူကပြောဆိုထားပါဗယ် ဒီကနေ့နိုဝင်ဘာလ16ရက်နေ့မနေ့9ရက်ဝင်းကျင်အချိန်မှာပလင်းမြို့နယ်မင်းနိုင်ပြည်နယ်နှောကန်ရွာကြားမှာရှိတဲ့အကြမ်းဖက်စစ်ခွေးတွေအထိုင်ချတပ်ဆွဲထားတဲ့ကာကင်းဂိတ်ကိုရင်းမာပင် KI viewer 48အမှန်လေးတိုက်ရင်ကရဲဘော်3ဦးကစောင့်တခင်ဝင်းအပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကစစ်ခွေးတကောင်တေဆုံးကထိခိုက်ဒဏ်ရာရရှိသူတွေရှိပြီးတော့တော်လိုင်းရဲဘော်များကတော့အထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ 谁亏了讲，说多了对了伢的，谁亏了看一下咱说啥的，赶紧给吧，赶紧嘛个，谁亏伢，伢讲了委屈了，没来没干嘛喽，谁亏俺们伢个，没来没路，咱来搞亏伢个，呜噜，你们明天太阳来个，大红西都个，西边啥家伙，咱伢西巴里个伢哦。 နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမြောင်လေးပင်မြို့နယ်တိုက်ပွဲမှာမတာပေါ်သွားတဲ့ဘူကြီးဇော်လင်းမောင်ကိုဘုံမှုရာထူးတိုးပေးပြီးတော့မတာချခွင့်ပေးလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘားလတ်တရက်နေ့ဘကိုးတိုင်းမြောင်လေးပင်မြို့နယ်မှာ KNL ဥဆောင်တဲ့တော်လိုင်းတပ်များနဲ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာစစ်ခွေးတပ်ဘက်ကစစ်ကြောမှုဘူကြီးဇော်လင်းမောင်မှာကြီးစံထိမှန်ပြီးတော့တိတ်ဆုံးသွားတယ်လို့သိရပါတယ်။အခုလိုတိတ်ဆုံးသွားပြီးတဲ့နောက်စစ်ခွေးတပ်ကတပ်စွန့်ကြိုးပမ်းဆောင်ရွက်မှုဂုံပြူလာပေးရပြီးတော့ဘုံမှုရာထူးတိုးပေးလိုက်တယ်လို့သိရပါတယ်။ ကြံရစ်သူစစ်ခွေးမိမဝင်းဝါကျော်ဦးအတော်ခံစားခွင့်များကိုဘုံမှုရာထူးရတဲ့အရှင်များရဲ့ခံစားခွင့်များအတိုင်းရရှိမယ်လို့သိရပါဗါဒအလားတူပဲမခွေးတိုင်းခံကောင်းမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ခွေးတိုင်းရဲ့အမှတ်နှစ်ဖေရီဘင်ဂိဆာခန်းကိုဝင်ရောက်တိုက်ခိုက်ရာ စစ်ဗိုလ်တအူတည်ဆုံးခဲ့ကြောင်းယောဂခွဲတက်စစ်ဒေသယုံဦးဆောင်ကော်မတီ YDF ကပြန်ကြားရေးတာဝန်ခံကိုနေကပြောပြထားပါရယ်နိုဝင်ဘာလ15ရက်နေ့ကကံကောမြို့နယ်ကျောမြို့ကပ္ပဆ23ဆက်ယုံကိုတွားရလမ်းမှာရှိတဲ့စစ်ခွေးတက်ရဲ့အမှတ်နဲ့ဖေဘင်ရွာမှာအထိုင်ချတပ်ဆွဲထားတဲ့အင်အား20လောက်ရှိတဲ့စစ်ခွေးဂိတ်ကိုတော်လိုင်းတက်များက ဝင်းရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအချမ်းမစစ်ခွေးတွေဘက်ကစစ်ဗိုလ်ဆရာချမ်းဆိုတဲ့မသားတေဆုံးသွားတယ်လို့သိရပါတယ်။တိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာကပ္ပစ23ဘက်ကတန်များကကား3စီးနဲ့စစ်ကူများရောက်ရှိလာပြီးတော့လက်နက်ကြီးအမြောက်များနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကြောင့်တော်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်။ စစ်ခွေးသေးတဲ့စရင်ထဲမှာတော့တပွင့်နဲ့ဘိုးဆရာချမ်းဆိုတဲ့မသားသေဆုံးသွားတယ်လို့ပြောတယ်စစ်ခွေးတွေဘက်ကထတ်တိုးသေးတာတော့မသိရသေးဘူးစစ်ခွေးတွေဘက်ကထိခိုက်ပျက်စီးမှုအခြေအနေကတော့ကျွန်တော်တို့တွေထပ်ပြီးတော့စုံစမ်းနေတုန်းမှာအဲ့ဒီဂိတ်ကအာနာမသိငင်ကလေးကကောဘဆ93ရဲ့အထိုင်ဂိတ်ပါ ဂိမ်းမာကစစ်ခွေးအင်အားအယောက်20လောက်ရှိတယ်ကျွန်တော်တို့ရဲဘော်တွေကတော့အထူးကံမရှိပဲပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်လို့ယောဂါခွေရေးတပ်စစ်ဒေသယုံဥဆောင်ကော်မတီ WDF ကပြန်ကြားရေးတာဝန်ခံကိုနေကပြောပြထားပါတယ်၎င်းတိုက်ခိုက်မှုကိုဂံကောခရံတပ်ရင်းအမတ်78 79ယောဂါခွေရေးတပ်ဝန်ဒီအက်ဖ်မြေပြင်စစ်ဒေသယုံချုပ်ကျောမြို့ပကဖားတို့က ကံကောမျိုးနဲ့ပကပဒူးစစ်ရေးတာဝန်ခံဦးစီးပြီးတော့ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့သိရပါဗျ။အခုလို့ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်အကြမ်းဖက်စစ်ခွေးတွေကရွှေဝင်ရွာကိုဝင်းအောင်စီးနေမိရှုသွားပြီးတော့ပြည်သူ၆ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ပြောပါတယ်။အကြမ်းဖက်စစ်တပ်မိရှုဖြတ်စီးနေခြင်းကြောင့်ရွှေဝင်ကြီးပါဟာရွာလုံးကျွတ်နေပါမိလောင်ပြကြခဲ့ရတယ်လို့သိရပါဗျ။စစ်ခွေးတွေကတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာကြောမျိုးနဲ့ ရွှေပင်ရွာကိုဝင်ရောက်စီးနှင်းပြီးတော့နေအိမ်တွေကိုမိရှို့သွားပါတယ်။ပြည်သူ၆ဦးကိုလည်းဖမ်းဆီးသွားသေးတယ်။ဘဲချေးရွာကပြည်သူတွေလည်းတော့မတည်ဘူး။စစ်ခွေးတွေဖမ်းဆီးထားတဲ့ပြည်သူ၆ဦးကိုပြန်လွတ်ပေးတယ်လို့လည်းကြားတယ်။စစ်ခွေးစစ်ကြောင်းကကပ္ပစာ23ကိုပြန်ဆုတ်သွားပြီလို့ဒေသခံပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆလာပြီးတော့တင်ဆက်ပေးရမယ်စီရေးတရင်ကတော့ချင်းပြည်နယ်ဖလန်းမြို့နယ်ဆက်နမိုင်ကအကွာမှာရှိတဲ့မရိပူရမြေအနီးမှာ စစ်ခွေးတန်းနဲ့ချင်းတော်လိုင်းအတံများပိုက်ပွဲပြင်းထန်နေပြီးတော့တိတ်ပိုက်ထားတဲ့နေမင်းများမဆုံးရှုံးရေးအတွက်ချင်းတန်းများအလုံးပူးပေါင်းပြီးတော့ညီညွတ်စွာနဲ့ခုခံနေရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကနိုဝင်ဘာလ18ရက်နေ့မနက်8:30မိနစ်ဝင်းကျယ်အထိဖလန်းမြို့နယ်ဆန်နမိုင်ကအကွာမှာရှိတဲ့မဏိပူရမြေအနီးမှာအကြမ်းဖက်စစ်ခွေးတန်းနဲ့ချင်းတော်လိုင်းအတံများကြားမှာတိုက်ပွဲတွေပြင်းထန်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲအတွင်းအကြမ်းဖက်စစ်ခွေးတပ်ကအထိနာပြီးတော့ Jet Fighter နဲ့6ချိန်ဘုံးကျဲတိုက်ခိုက်ခဲ့တဲ့အပြင်112 18လေယာဉ်များနဲ့လည်း ပြစ်ကူပေးပြီးတော့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။မနေ့ကမနက်ပိုင်း၈နာရီခွဲလောက်ကနေ၁၀နာရီဝန်းကျင်လောက်အထိထိပိတ်မှုတွေဖြစ်ပါတယ်။အချိန်တွေကတော့သူတို့ဘက်ကနောက်မဆုတ်ဘူးဆိုရင်တော့ဘယ်အချိန်မှဆိုထိတွေ့မှုပြစ်ခတ်မှုတွေကပြင်းထန်လာနိုင်တဲ့အခြေအနေရှိပါတယ်။မနေ့ကဆိုရင်လည်းညနေပိုင်း၅နာရီခွဲလောက်ကနေ၃နာရီလောက်အထိ112တွေရောထောက်လန်းနဲ့လေရင် Y8 တို့ဘာတို့ရောအကုန်လုံးလာတာဂျက်ဖိုင်တာနဲ့လည်း၆ချိန်လာပြစ်ပါတယ်။သူတို့ဘက်ကလည်းအထိနာတာရှိမယ်ထင်တယ်။ကျွန်တော်တို့ဘက်ကလည်းအတက်နိုင်ဆုံးနယ်မြေသိမ်းပြီးသားနယ်မြေတွေကိုပြန်လည်လက်လို့အဆုံးရှုံးမခံရအောင် ပြန်လှည့်ပြီးတော့ခုခံတိုက်ခိုက်နေတဲ့အနေအထားရှိပါတယ်လို့ချင်းညီနောင်အဖွဲ့ကပြောရေးဆိုခွင့်ရှိသူ slide တင်မီထုတ်ကပြောပြထားပါတယ်။အော်တိုဘလ26ရက်နေ့ကစတင်ပြီးတော့သခိုင်းတိုင်းကလီမျိုးကနေတစဉ်ချင်းပြည်နယ်ဖလန်းမျိုးဘက်ကိုစစ်ခွေးတပ်တွေကအင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်ခဲ့ရာ November 3ရက်နေ့မှာဝေဘူလာမျိုးကိုပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီကမှတစဉ်ဖလန်းမျိုးဘက်ကိုဆက်လက်ပြီးတော့ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။အလားတူပဲတိုင်းငင်ချေးရွာကိုရောက်ရှိနေတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကလည်း ဖလန်းမျိုးဘက်ကိုဆက်လက်ပြီးတော့ထိုးစစ်ဆေးတိုက်ခိုက်နေမှုများရှိပြီးအဲ့ဒီအကြမ်းဖက်စစ်တပ်ကစစ်ကြောင်းများကိုချင်းညီနောင်အဖွဲ့ CB နဲ့ချင်းပြည်ကောင်စီ CC တပ်ဖွဲ့ဝင်များက CC လုံးလုံးနဲ့တိုက်ခိုက်ချေမုန်းနေတယ်လို့သိရပါတယ်။အဓိကကတော့ဖလန်းရဲ့အရှိတ်ဘက်မဏိပူရာချောင်းရှိပါတယ်။အဲ့ဒီချောင်းရဲ့တဖက်ကမ်းမှာရှိတဲ့ရွာတွေမှာပဲဖြစ်ဖြစ်တောတွေထဲမှာပဲဖြစ်ဖြစ်စစ်ခွေးတွေကခြေကုပ်ယူထားတယ်။အဲ့ဒီချောင်းကိုကြော်ပြီးမှကျွန်တော်တို့ဖလန်းမျိုးတွေကိုထိုးစစ်ဆင်မှုစ조사လာတာ အဲ့ဒီမနီပူရမြစ်ကဖလန်းကနေဆိုရင်စက်နမိုင်းနဲ့အထက်အကွာအဝေးမှာရှိတဲ့မြစ်ပါအဲ့ဒီလိုဆိုတော့တော်တော်နီးနေပြီလို့ပြောလို့ရပါတယ်မြေပြင်အချင်းလေးမှာကျွန်တော်တို့ CB ဘက်ကရဲဘော်တွေရှိတယ်လို့ CC ဘက်ကရဲဘော်တွေလည်းရှိတယ်အားလုံးဘုံရန်သူစစ်ခွေးတွေကို CC လုံးလုံးနဲ့တိုက်ခိုက်နေတဲ့အချင်းလေးဖြစ်ပါတယ်လို့ချင်းကြီးတော်ရဲ့ပြောရေးဆိုခွင့်ရှိသူ slide တီမီထုတ်ကရှင်းပြထားပါတယ်အချမ်းမဲ့စစ်ခွေးစစ်ကြောင်းကြောင့်ဒေသခံပြည်သူ2000ကျော်ဟာစစ်ဘေးရှောင်နေရပြီးတော့အရေးပေါ်အမိုးအကာများဆောင်းအနှွေးတွေစားနေရိတ်ခါနဲ့ဆေးဝါးများလိုအပ်နေတယ်လို့ပြောပါတယ်ဖလန်းရဲ့အရှိ းဘက်ချမ်းတကွင်းလုံးကတိုင်းငယ်ဘက်ကနေလဲထိုးစစ်ဆင်းနေဝေဘူးလာဘက်ကနေလဲထိုးစစ်ဆင်းနေအခါကျတော့ပြည်သူတွေကရွာတွေမှာမနေရဲကြတော့ဘူးနောက်ပြီးတော့ကလေးဘက်ကနေထိုးစစ်ဆင်းနေအခါကလေးမှာရှိတဲ့ရွာတွေမှာနေတယ်ပြည်သူတွေကတောင်ပေါ်မှာဆစ်ဆောင်နေရတယ်အဲ့ဒီတောင်ပေါ်တွေကချင်းတော်ဘက်ကိုထိုးစစ်ဆင်းလာတဲ့အခါကျတော့ပြည်သူတွေကပြန်ပြီးရွှေ့ပြောင်း ဖြေးပြောင်းပြီးတော့စစ်ဘေးရှောင်နေရတာပေါ့စစ်ရှောင်ကအယောက်နှစ်တောင်းကျော်ပါတယ်အခုချိန်ကစောင်းရသည်ဆိုတော့အမိုးကားတွေလိုတယ်စောင်းနေလိုတယ်အစားအသောက်နဲ့စေဝါပစ္စည်းတွေလည်းလိုတယ်လို့ slide team ထုတ်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာတရင်တွေကိုတင်ဆက်ပေးနေနေကြားဖြတ်ပြီးတော့အကူအညီတောင်းချင်တာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစင်အနေနဲ့နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ။ မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးရုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာဒီစဉ်မပြတ်အစဉ်အမြဲကြည့်ရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းဂျိုးပင်ကောင်းမြို့နယ်မြို့လယ်ချောင်းရဲကင်းဂိတ်ကိုဝင်ရောက်တိုက်ခတ်ရာစစ်ခွေးတွေဘက်ကနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့နိုဝင်ဘာလ17ရက်နေ့မနက်အစောပိုင်း၄နာရီလောက်မှာဂျိုးပင်ကောင်းမြို့နယ်ရှမ်းကွင်းကျေးရွာအုပ်စုမှာရှိတဲ့မြို့လယ်ချောင်းရဲကင်းဂိတ်ကိုတော်လိုက်တပ်ဖွဲ့များကဝင်ရောက်တိုက်ခတ်ခဲ့တယ်လို့သိရပါရတယ်။၎င်းတိုက်ခတ်မှုအတွင်းအချမ်းမစစ်ခွေးတွေဘက်ကမျက်မြင်နှစ်ဦးသေဆုံးသွားပြီးတော့စစ်ခွေးကင်းမုံနဲ့လည်းပြစ်ခတ်မှုထပ်မံဖြစ်ပွားခဲ့တယ်လို့သိရပါရတယ်။ကျွန်တော်တို့ဘက်က လက်နဲ့တွေတင်းစီရမိလာတော့မရှိပါဘူးအဲ့ဒီရဲကွင်းမှာကစစ်ခွေး၅កောင်ပဲရှိတယ်ဆိုတာသတင်းရပြီးတော့ဝင်တိုက်တာစစ်ခွေးခင်းမုံနဲ့ပါထတ်တိုးလို့ပြန်လည်ဆုတ်ခွာခဲ့ရတယ်ကျွန်တော်တို့လက်နဲ့ငယ်တွေနဲ့ပဲဝင်းအောင်စီးနေတိုက်ခိုက်ခဲ့တာပါစစ်ခွေးညံ့နေနှစ်កောင်တိတ်ဆုံးသွားပါတယ်လို့တိုက်ရင်၃၀၃၁တက်ခွေး၅កောင်တာဝန်ခံဘုံမိုးဒီကပြောပြထားပါတယ်၎င်းတက်ခတ်မှုကိုသယာဝတီခံတိုက်ရင်၃၀၃၁တက်ခွေး၅ကရဲဘော်များကလုဆောင်ခဲ့ခြင်းဖြစ်ပြီးတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ